် documentary editing style လုပ်ရင်းကို mobile user တွေအတွက်ကပ်ကပ်ကိုအသုံးပြုပြီးလုပ်ပြပေးမှာဖြစ်ပါတယ်ဆိုတော့တွားကြည့်လေးရအောင်ဒီ project ထဲကိုဝင်မယ် ြုလို့ရှိရင်စိမ်းရောင် background လေးပေါ့နော်အဲ့ဒါကိုဒီ library ကနေပြီးတော့လဲယူလို့ရတယ်လို့ကိုဘကို down ထားရရှိရဆိုလို့ရှိရင်လဲဒီမှာယူသုံးလို့ရရပေါ့နော်ညီမဒီမှာ down ထားရရှိတဲ့ယူသုံးလိုက်မယ်အဲ့ကိုနှိပ်မယ် okay ဒီထဲမှာ memory လေးကျလာပြီဆိုလို့ရှိရင်ဒီ tab ကိုနှိပ်ပြီးဆိုင်မယ်ပေါ့နော် attack ကိုနှိပ်မယ်ဒီမှာစာလေးတစ်ခုရေးလိုက်မယ်ပေါ့နော်2001လောက်ကနေပြီးတော့အာ2009လောက်အထိကိုဒီ video ထဲမှာထည့်ပြီးတော့သုံးချင်တာဖြစ်တဲ့အတွက်ဒီမှာ2000ကို200ပဲအရေးကြီးထားလိုက်မယ်နော်အနောက်ကခုနှစ်လေးတို့ကစားမှဖြစ်တဲ့အတွက် နှစ်ယောက်အရင်ရေးလိုက်မယ်။နှစ်ယောက်ပြီးပြီဆိုလို့ရှင်ပြန်ထွက်လိုက်မယ်။ပြီးလို့ရှင်အာ font design တွေအာ style တွေကိုကိုယ်တိုင်ဒီလိုမျိုးရွေးလို့ရပြီ။ style ကိုလည်းရွေးလိုက်မယ်။ပြီးရင်နေရာလေးကိုနည်းနည်းလေးနေရာလေးထားလိုက်မယ်ပေါ့နော်။နည်းနည်းလေးသေးလိုက်မယ်။သေးပြီးတော့လူလေးထားလိုက်မယ်။ပြီးအမှန်ကိုချစ်လိုက်မယ်။ပြန်နောက်ထပ်စာရင်တစ်ခုထည့်ရေးမှဖြစ်တဲ့အတွက် add tag ကိုနှိပ်မယ်။နှိပ်ပြီဆိုလို့ရှိရင်ဒီဟာကတော့အာရက်စွဲရေးမှာပေါ့နော်။ပထမအဦးဆုံးစာရင်မှာက0ကနေပြီးတော့9ထိရေးရမယ်။ Okay, you know 90 yebb ဆိုလို့ရှိရင်ဒီ silent လေးကိုလေးရွှေ့လိုက်မယ်ပေါ့နော်။ဒီ bin number ရှိတဲ့ April 200ဆိုတဲ့ဟာလေးနဲ့ silent လေးနဲ့ညီညီလေးထားပေးရမယ်ပေါ့နော်။ကိုကနေစပြီးတော့ထားထားလိုက်မယ်ဒီဟာမှာဆိုလို့ရှိရင် pin ပြန်ထွက်လိုက်မယ်။ comment ကိုချက်မယ်။ပြီး attack ကိုနှိပ်မယ်။နောက်ထပ် silent တစ်ခုထပ်ပြီးတော့ရေးမယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်တော့9ရက်နေစပြီးတော့ရေးမယ်ပေါ့နော်။9ရက်နေပြီးတော့0အထိပြန်ရေးမယ်။ခုနက0ကနေ90ရေးထားရဲ။ခုကကြတော့9ရက်နေ0ပြန်ရေးမယ်ပေါ့နော်။ โอเค สายเย็บพี่ဆိုလို့ရှင်ခုနတိုင်းမဲ့နေရာလိုက်ချမယ်ပြင်းပြန်ထွက်လိုက်မယ်အမှန်ကိုချစ်လိုက်မယ်နောက်တစ်ခုအနည်းငယ်ကခုနှစ်လေးပေါ့နော်အဲ့တော့အတက်ကိုပြန်နှိမ့်မယ်နှိမ့်ပြီးပြီဆိုလို့ရှိရင်တစ်ကနေ6ထိရေးရမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ခုနှစ်နေရာလေးကိုတွားလိုက်မယ်နော် โอเคเรียกပြီဆိုလို့ရှိရင် key frame ဆက်ပြီးတော့ပေးရမယ်ပေါ့เนาะဒီ key frame ကိုနှိမ့်လိုက်မယ်ပြီးရင်နောက်ထပ် layer တစ်ခုလည်း key frame နှိမ့်မယ်နောက်ထပ် layer တစ်ခုလည်း key frame နှိမ့်မယ်ဒီငါလောက်ရောက်တဲ့အဲဒီအလယ်လောက်မှာပေါ့เนาะအလယ်လောက်ရောက်လို့ရှိရင် key frame ထပ်ပြီးတော့ပေးလိုက်မယ်ပေါ့เนาะ key frame ထပ်ပေးပြီးရင် base ကိုဆွဲမယ်ဒီမှာ base ဆိုရဲဟာနေအာဒီ wire နေပြီးတော့ဒီမှာ adjust စီလုပ်မယ်ပေါ့เนาะနေဆွဲလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အပေါ်ကောက်ကို screen ကနေပြီးတော့လဲကောက်ကိုရွှေ့လို့ရရပေါ့เนาะဒီမှာတော့ဒီ wire နေပဲရွှေ့လိုက်မယ် ီမှာဆိုလို့ရှိရင်တစ်လက်ကိုထားလိုက်မယ်တစ်နဲ့ဒီ apron နဲ့ကညီရဲ့နေရာလေးမှာထားလိုက်မယ်ပြီးအောက်က layer တစ်ခုအဲ့ဒီအောက်က layer ကျတော့စာတန်းကိုအပေါ်ဆွဲရမယ်ပေါ့နော်ဒီ wire နေပြီးတော့အပေါ်ဆွဲမယ်ဒီမှာဆိုရင်ညီမ27ကိုပဲအညီထားလိုက်မယ်1 1ပေါ့နော် ခင်ညီညီလေးတော့ထားပေးရမယ်နော်မဟုတ်လို့ရှိရင်နောက်မှထပ်ပြီးတော့လုပ်တဲ့ဟာကြိုင်မညီညီမှာဆိုလို့ပါအခုနှစ်လေယာဉ်ကိုလည်းအာဒီ basic ကနေပြီးတော့ပဲကိုဘကို adjust လေးလိုက်လုပ်မယ်ဒီမှာဆိုလို့ရှိရင်2008လောက်ထိထားလိုက်မယ်ပေါ့နော်2009ထိမသွားတော့2008လောက်လိုပဲထားလိုက်မယ်ခင်ဒါလည်းခုနတိုင်းမညီညီလေးပဲထားကြည့်လိုက်မယ်နော် ့ဒီနောက်ဆုံး key frame ရဲ့ဘေးလင်းနည်းနည်းလေးတိုးပြီးတော့အဘေးစစ်ကိုပြန်သွားမယ်သွားပြီးလို့ရှိရင်ဒီ ace ကနေပြီးကစားမယ်ပေါ့နော် april ဘက်ကိုတိုးလိုက်မယ်နော်ဒီ sudden လေး april ဘက်ကိုတိုးမယ် okay နောက်ထပ်အောက်က layer ကိုလည်းအဲ့ဒီ key frame အတိုင်းပဲအဲဒီ tip ဘက်ကိုလိုက်ပြီးတိုးမယ်တက်သွားအောင်ပေါ့နော်နောက်ဆုံး key frame ညမှာတက်သွားအောင်လို့ပါခုနှစ်လေယာဉ်ကိုလည်းခုနှစ်အတိုင်းပဲဒီဘက်ကိုကတ်လိုက်မယ် ace ကနေပြီးတော့ကတ်တာနော် โอเคလိုရရပြီဆိုရင် ပြန်ပြီးတော့ play လုပ်ကြည့်ကြမယ်အဒီနောက်ဆုံးနေရာလေးမှာ sign လေးရဒီမျိုးလေးကတ်သွားတဲ့ပုံစံလေးပေါ့เนาะโอเคဒါရပြီဆိုလို့ရှိရင်တော့ export ထုတ်လိုက်မယ် new project ကိုဝင်မယ် okay ဒီမှာဆိုလို့ရှိရင်ကိုကထားမဲ့ background layer တစ်ခုအဲ့ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ background ကိုရွေးလိုက်မယ် add ကိုနှိပ်မယ် Okay, ဒါရပြီဆိုလို့ရှိရင်တော့ခုနက export ထုတ်ခဲ့တဲ့ဟာကို overlay ထဲကနေပြီးတော့တွားပြီးတော့ထည့်ရမယ်ပေါ့နော်။ဒီဟာကိုထည့်လိုက်မယ်။ထည့်ပြီဆိုလို့ရှိရင်ဒီ video လေးကိုနည်းနည်းလေးချဲ့လိုက်မယ်။ချဲ့ပြီဆိုလို့ရှိရင်ဒီ tools လေးတွေကိုနည်းနည်းလိုက်ရွှေ့မယ်။ပြီးဒီမှာအဲ remove pg ဆိုအောင်နှိပ်မယ်။ chroma key ကိုနှိပ်မယ်။ပြီးလို့ရှိရင်ဒီ away လေးနဲ့ အာဘေးလေးကိုဆွဲလိုက်မယ်ပေါ့နော်ဆွဲပြီးလို့ရှိရင် အောက်က share လေး intercity လေးတွေကိုချိန်ဖို့လိုရဆိုလို့ရှိရင်တိုက်ပြီးတော့ချိန်လို့ရပါတယ်ပြီးတော့အမှန်ကိုချစ်လိုက်မယ်အမှန်ချစ်ပြီဆိုလို့ရှိရင်မြားလေးနဲ့ပြန်ထွက်လိုက်မယ်နော်မြားနဲ့ပြန်ထွက်ပြီဆိုရင်ဘေးကိုထပ်ပြီးတော့ဆွဲမယ်ဆွဲပြီးဒီ mask ဆွဲဟာကိုနှိပ်မယ်ပြီး mirror ကိုနှိပ်မယ်အဲ့ဒီ mirror ကိုကိုယ့်ကကိုယ်လက်လေးနဲ့ချစ်လို့ရတယ်လို့ဒီ adjust ကိုနှိပ်ပြီးတော့ဒီ adjust ကနေပြီးတော့လဲအဲရွှေ့လို့ရရပေါ့နော်ညီမတို့အပေါ်မှာလက်လေးနဲ့ပဲရွှေ့ပြလိုက်မယ်ဒီမလေးရွှေ့လိုက်မယ် ပြီးလို့ရှိရင်ဒီ position ကနေပြီးတော့အပေါ်အောက်လေးကိုနည်းနည်းလေးချိန်မယ်ပေါ့နော် Okay, ဒီလိုရပြီဆိုရင် feather feather ကိုနှိပ်ပြီးလို့ရှင်ဒီဟာလေးကိုကိုကအာဒီမှာအပေါ်မှာမြင်ရတာမသိဘူး။ခနဲလေးရိပ်ရိပ်လေးမြင်ရတဲ့နေရာပေါ့နော်။အဲ့လိုလေးမြင်ရအောင်လို့မှ25လောက်ထားလိုက်မယ်ပေါ့နော်။ပြီးရင်ဒီများလေးကိုနှိပ်မယ်။ပြီးအမှန်ရှိကိုချင်မယ်။ခေတားလေးကိုပြန်ပြီးတော့ play လုပ်ကြည့်လို့ရပါပြီ။ ် project ကိုဝင်မယ်ကိုထားမယ် background တစ်ခုကိုရွေးမယ်ပြီး app ကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှင်ဒီအောက်က overlay ကိုနှိပ်မယ် add overlay ကိုနှိပ်မယ်ပြီးလို့ရှင်အ character တစ်ခုထည့်မယ်ပေါ့နော်ကိုထည့်ခြင်းတဲ့ character ကိုထည့်လိုက်မယ်ထည့်ပြီးဆိုလို့ရှင်ဒါလေးကိုနည်းနည်းလေးလိုက်ချိန်လိုက်မယ်ပေါ့နော်ချိန်ပြီးဆိုလို့ရှင်တော့ဒီနှစ်ခုကို key frame ချမယ်အပေါ်ရောအောက်ကိုရောညီညီလေး key frame ချမယ်အပေါ်ကတော့ကျတော့ဒီ basic တက်နေလာပြီးတော့ဒါလေးကိုချဲ့လိုက်မယ်ပေါ့နော် ကေပင်အောက်ကဟာကိုလည်းအဲ့လိုမျိုးပဲဘေးစိတ်ကနေလာပြီးချဲ့လိုက်မယ်ဆိုရင်ပုံစံလေးလိုချင်တာဖြစ်တဲ့အတွက်လာပြီးတော့ချဲ့တာဖြစ်ပါတယ်။ပြုရှင်ခေါင်းလေးကိုလည်းလိုက်ပြီးညှိလိုက်မယ်။ Okay ပြီပြီဆိုလို့ရှိရင်ဒီအနောက်ဆုံးမရောက်ခင်လေးမှာပဲ key frame လာထက်ချမယ်။ပြုလို့ရှိရင်ဒါကိုခြုံလိုက်မယ်။တရားလောက်ဝယ်ထားကြည့်လိုက်မယ်နော်။ပြုလို့ရှိရင်အပေါ်အဟာကိုလည်း key frame ချမယ်။ချပြီဆိုလို့ရှိရင်ခုနတိုင်းမဲ့ basic ကိုသွားပြီးတော့ဒါလေးကိုနည်းနည်းလေးခြုံလိုက်မယ်။ Okay ဒါလည်းတရားလောက်ထားကြည့်မယ်ပေါ့နော်။ပြင်ပြန်ပြီးတော့ play လုပ်ကြည့်မယ်။ โอเคดูเลยอ่ะบาบี้บลูชินเนาะดีคีย์เฟรมละคู่ชาเด้มากรอบลาแท้มั้ยบ่เนาะอีออกเลยแท้มั้ยบ่เนาะโอเคเป็นออกก็ห่อเลยอีออกเลยแท้มั้ย โอเคလွန်လို့ရပြီဆိုလို့ရှင်ကိုက in animation ထည့်မယ်ပေါ့เนาะ in animation ကိုဘယ်လိုမျိုးထည့်ရလဲဆိုတော့ပြန်ထွက်လိုက်မယ်เนาะ new project ကိုဝင်မယ်ဝင်ပြီဆိုလို့ရှင်เนาะကိုလိုချင်တဲ့ပုံလေးတစ်ခုကိုထည့်လိုက်မယ်โอเคဒီမှာဆိုဒီပုံလေးကိုထည့်လိုက်မယ် app ကိုနှိပ်မယ်ပြီလို့ရှင်เนาะ in animation ကိုထည့်လို့ရပါပြီအဲ့တော့ overlay ကိုနှိပ်မယ် add overlay ကိုနှိပ်မယ်အဲဒီဗီဒီယိုထဲကနေပြီးတော့ in animation ကိုထည့်မယ်ပေါ့နော်ဒီ in animation ကတော့တ ခြား YouTube တွေ TikTok တွေမှာလည်းသွားပြီးတော့ download ဆွဲလို့ရတယ်လို့ဒီညီမရဲ့ description မှာလည်း Telegram link မျိုးကိုချက်ပေးထားပါတယ်ဆိုတော့အဲ့ Telegram link ကနေလာပြီးတော့ download ရပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ ink ကအစိမ်းရောင်ဖြစ်နေရပေါ့နော်ဒါဆိုရင်ဒီအစိမ်းရောင်လိုချင်ဘူးဆိုတဲ့အတွက်ခုံမကြီးကိုနှိပ်ပြီးတော့အစိမ်းရောင်လေးကိုဖျောက်လိုက်မယ်ပေါ့နော် okay ဖြတ်ပြီးဆိုရှင်အောက်ဆုံးအဟာကိုအဆုံးထိဆွဲလိုက်လို့ရှင်တော့ဒီအစင်းရောင်လုံးဝပြောက်ပြီးတော့ဖြူအောင်လေးပဲချိန်ခဲ့မယ်ပေါ့နော်ပြီးအမှန်ကိုချစ်မယ်ချစ်ပြီးလို့ရှင်ဒီဟာကို screen အပြည့်လေးချိန်လိုက်မယ်ပေါ့နော်ကိုလိုချင်တဲ့နေရာလေးပဲပေါအောင်လို့အလယ်လေးကိုထားလိုက်မယ် โอเคပြီးတော့ play လုပ်ကြည့်မယ်ဟုတ်ပြီဒီလေးပေါ်လာပါတယ်ပြီးရင်တော့နောက်က ending ကိုဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်ဒီ video ရဲ့နောက်ဆုံးအထိကိုဆွဲထားလိုက်မယ်ပြီးလို့ရှိရင်တော့ echo ထုတ်လိုက်မယ် ဒီဆိုထုတ်ပြီးဆိုလို့ရှိရင်ကိုကနောက်ထပ်အဲ it animation ထပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီဘက်ကမြားလေးကိုနှိပ်လို့ရှိရင်ဒီထက်ပြန်ဝင်လာရပေါ့နော်ဝင်လာပြီးပြီဆိုလို့ရှိရင်ဒီအပေါ်ကပုံကိုဖြတ်လိုက်မယ်နောက်ထပ်ထပ်ထည့်ချင်တယ်ပုံတစ်ခုရွေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ညီမကဒီမှာဒီပုံလေးကိုထပ်ထည့်မယ် add ကိုနှိပ်မယ်ဆိုတော့ကဒီမှာဒါလေးကဖြတ်ပြီးတော့ new project ထဲကဝင်စရာမလိုပဲနဲ့လွယ်တကူလုပ်လို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်အဲ့တော့ဒီဟာကိုလည်း export ထုတ်လိုက်မယ် โอเคเอซอทอลบีบีဆိုလို့ရှိရင်เนาะခုနကအာလုတ်ခဲ့တဲ့နေရာကိုပြန်သွားထည့်မယ်ပေါ့เนาะဒန်လေးကိုနှိပ်လိုက်မယ်သွားပြီဆိုလို့ရှိရင်เนาะအင်အနီမေးရှင်းလေးထည့်လို့ရပြီပေါ့เนาะဆိုတော့က over လေးကိုနှိပ်မယ် add over လေးကိုနှိပ်မယ်ခုနကအေဖိုးထုတ်ခဲ့တဲ့ဗီဒီယိုလေးတွေကိုထည့်လို့ရပါပြီ add ကိုနှိပ်မယ် okay ပြီးလို့ရှိရင်ဒီမှာအမဲရိုင်ပေါ်နေရဖြစ်တဲ့အတွက် remove bg ကိုနှိပ်မယ်ခိုမာကြီးကိုနှိပ်ပြီးတော့ဒီမျိုးလေးတစ်ချက်ဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့အမဲရိုင်အောင်လောကပြတ်သွားရပေါ့နော်ပြတ်ပြီးလို့ရှိရင်ဒါကိုကိုထားခြင်းတဲ့နေရာမှာထားထားလိုက်မယ်ပြီးလို့ရှိရင်နောက်ထပ်အဲခုနက echo ထုတ်ခဲ့တာကိုထပ်ထည့်မယ်ပေါ့နော် add ကိုနှိပ်မယ်ဒါခုနတိုင်းပဲ remove bg ကနေပြီးတော့အမဲအောင်ကိုဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်ဒါကိုလည်းခုနတိုင်းပဲကိုထားခြင်းတဲ့နေရာမှာထားလိုက်လို့ရပါပြီ ဒီမှာဆိုလို့ရှိရင်ဒီဒုတိယလေယာကခုံနဲ့꿰သွားသလိုဖြစ်သွားရပေါ့နော်ဆိုတော့အဲ့ဟာဘယ်လိုလုပ်ရလဲဆိုတော့မြန်နဲ့ပြန်ထွက်မယ်ထွက်ပြီးရင်ဘေးနားလေးမှာဒီလေယာဆိုတာရှိရပေါ့နော်အဲ့ဒီလေယာကိုလူကိုအရှိဆုံးကိုဆွဲလိုက်လို့ရှိရင်တော့အဲလူကအရှိကိုရောက်ပြီးတော့ခုနကဒီ in animation လေးကအနောက်ကိုရောက်သွားရပေါ့နော်ဆိုတော့ဒါလေးကိုနည်းနည်း adjust လေးလိုက်လို့မယ်ဒါလေးကိုနည်းနည်းလေးသေးလိုက်မယ်အပေါ်ကဟာကိုလည်းနည်းနည်းလေးသေးလိုက်မယ်ပြီးလို့ရှိရင်ဒီပုံလေးတွေကိုဗီဒီယိုရဲ့နောက်ဆုံးကိုဆွဲလိုက်မယ် ကိုလုံးလိုက်ပြီး adjust လုပ်လို့ရှိရင်တော့ရပါပြီ။ Okay ဒါဆိုလို့ရှိရင်ပြန်ပြီး play လုပ်ကြည့်လို့ရှိရင်ရပါပြီ။ဒီနေ့ပြပြခဲ့တဲ့ documentary editing style နှစ်ခုအကြောင်းကိုနားလည်နိုင်မယ်လို့ထင်ပါတယ်။နောက်ထပ် video တွေကိုထပ်ကြည့်လို့ရအောင် channel လေးကို subscribe လုပ်နေခဲ့ပြီးပြောချင်ပါတယ်။